ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တင်ဆက်ပေးသွားမှာကတော့အဲအင်ဂျီရလင်းပြင်ချမှုအတွက်မြန်မာငွေ3900နီးပါးရောကျိပေးမယ်လို့ထာတာဂရုကျင်းရဲဆွဲတဲ့င်းမဲ့ဖြစ်ပါတယ်။အဲအင်ဒီယာကိုပိုက်ဆိုင်တဲ့ထာတာဂရုကတော့မကြသေးခင်ကအမီဒါဘတ်နာမှာပြင်ချခဲ့တဲ့ Boeing 787-8 Dream Liner လေယာဉ်ပေါ်ကတေဆုံးသူတဦးချင်းစီရဲ့မိသားစုတွေအတွက်အိန္ဒိယငွေ3000မြန်မာငွေ3900နီးပါးရောကျိပေးမယ်လို့ကျင်းညာလိုက်ပါတယ်။ခရီးသည်242ယောက်ပါတဲ့လန်ဒန်ကိုသွားမဲ့လေယာဉ်က ဇွန်လ12ရက်နေ့ကြာတာပရီနေမှာပြန်တက်ပြီးမကြခင်မှာပဲရန်နဲ့ဆရာကောင်းစွာ ပြတ်ကျသွားခဲ့တာပဲဖြစ်ပါတယ်။ကန်ဆိုးစွာပြတ်ကျခဲ့တဲ့ Air India ရဲ့နံပါတ်171ကအမီတပ်ဘက်ကနေလန်နဂတ်ရက်ကိုသွားနေတာပဲဖြစ်ပါတယ်။လေယာဉ်ပေါ်မှာတော့ခရီးသည်230နဲ့လေယာဉ်အမှုထမ်း12ဦးပါဝင်ခဲ့ကြပါတယ်။ခရီးသည်တွေထဲမှာတော့အိန္ဒိယနိုင်ငံသား169ဦး၊ဗြိတိသျှနိုင်ငံသား53ဦးနဲ့ ပေါ်တူဂီနိုင်ငံသား9ဦးကနေဒါနိုင်ငံသား2ဦးတို့ပါဝင်ခဲ့ကြတာပါအစောပိုင်းတရင်တွေအရကယ်ဆယ်ရေးအဖွဲ့တွေကအလောင်း204လောင်းကိုပြန်တွေ့ခဲ့ပြီး52ဦးကတော့ဒဏ်ရာရခဲ့လို့ကုသပေးထားတယ်လို့လည်းသိရပါတယ်လေရင်ကအမီတပ်ဘက်မြို့မကနီနာကာရက်ွက်ထဲက BJ စေကောလေးရဲ့ဆရာဝန်တွေနေတဲ့အဆောက်ကို ထိမှန်ပြီးတော့ပြတ်ကျခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မြေပြင်ပေါ်ကဒေသခံတချို့လဲတေဆုံးခဲ့နိုင်တယ်လို့စိုးရိမ်မှုတွေရှိနေတာပဲဖြစ်ပါတယ်။ ပြန်တွေ့ခဲ့တဲ့အလောင်း204လောင်းအားလုံးကလေရင်ပေါ်ကလူတွေလားဒါမှမဟုတ်မြေပြင်ကထိခိုက်ခဲ့သူတွေလည်းပါလားဆိုတာကတော့ရှင်းရှင်းလင်းလင်းတော့မသိရသေးပါဘူးသေဆုံးသူတွေအတွက်ရောကျေးပေးတာတွေအပြင်ဒဏ်ရာရသူတွေရဲ့ဆေးကုသဆေးကိုလည်းအဖွဲ့ကကြားခံပေးမယ်လို့ Charter Group ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Ancentra Secret ကနေပြောကြားထားတာပဲဖြစ်ပါတယ်ပြစီသွားခဲ့တဲ့ BJ စေကောလည်းရဲ့အဆောင်ကိုပြန်လည်တိစောက်တာတွေကိုလည်းထောက်ပံ့ပေးသွားမယ်လို့သူကနေပြောကြားခဲ့တာပဲဖြစ်ပါရဲ့ရှင်။ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။